ရှမ်းပြည်တောင်ပိုင်းမိုင်းဆက်မြို့တောင်ဘက်နမ်ခုံမြစ်အထက်ပိုင်းမှာတရုတ်ကုမ္ပဏီတွေ24နှစ်ကြီးပတ်လို့ရွှေတူးဖော်နေတာကိုဒေသခံထိုင်းပြည်သူ900ကျော်ကစုဝေးပြီးကန့်ကွက်ဆင်နှာပြခဲ့ကြပါတယ်ထိုင်းနိုင်ငံချင်းမိုက်ခရိုင်မဲ့အိုင်မြို့နယ်တာသွန်ကြီးရွာကဒိသခဲပြည်သူ900ကျော်ကမတ်လ14ရက်နေ့မှာနမ်ခုံမြစ်စီလမ်းလျှောက်ချီတက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် အဲ့ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာမြေချောင်းများနေနဲ့တိုက်ဆိုင်နေတာကြောင့်ဒေသခံတွေကနမ်ခုံမြစ်ကိုကာကွယ်ဖို့တောင်းဆိုခဲ့ကြတာပါဒေသခံတွေကရှမ်းပြည်နယ်အရှိပိုင်းနမ်ခုံမြစ်တစ်လျှောက်မှာတက်တူတူဖို့နေတာနဲ့တစ်တော်ပြုတ်တီးတာတွေကြောင့်ဖြစ်လာတဲ့နေဆက်ဖြတ်ကျော်အကျိုးသက်ရောက်မှု ရေကြီးရေရှမ်းမှုတွေကိုစက်ကျင်တဲ့စိုက်ပုတ်တွေကိုက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် SHRF ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာမိုးခေါင်ရာရေကြီးတာ တော်မီလာရာလီထူညဉ့်ညဲတာနဲ့ရာတီဥတုပြောင်းလဲတာတွေဟာလူသားတွေရဲ့ဘဝနဲ့နေထိုင်မှုကို ထိခိုက်စေရလို့ဖော်ပြထားပါတယ်။၂023ခုနှစ်ကစပြီးဝပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိချုပ်ထားတဲ့မိုင်းဆက်မြို့တောင်ပိုင်းနဲ့မိုင်းယုံမြို့တွေမှာနမ်ခုံမြစ်ကဲတလျှောက်အကြီးစားရွှေတူးဖော်မှုတွေလှုပ်လာခဲ့တာပါ။2024စက်တင်ဘာလမှာရွှေတူးဖော်မှုကနေစွန်ပြစ်ပစ္စည်းတွေကြောင့် နမ်ခုံမြင့်ရည်ကြီးပြီးဒေသခံတွေစူးစူးရွရွထိခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။မာယုံးမှာရှိတဲ့နမ်ခုံမြစ်ပေါ်ကရွှေသူဖော်မှုတွေဟာလွန်ခဲ့တဲ့လတွေအတွင်းပိုပြီးကျယ်ပြန့်လာခဲ့ပြီး24ရက်ပတ်လုံးသူဖော်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။တရုတ်ကုမ္ပဏီ၄ခုကတရုတ်အလုတ်သမားအများစုအပါအဝင် အလုတ်သမား300နီးပါးနဲ့သူဖော်နေပြီးမြစ်ကံဘေးကတောက်ကုန်းရီမှာတမကမြစ်ထဲမှာပါရွှေဖော်ရီနဲ့သူဖော်နေကြတယ်လို့ဆိုပါတယ်။ ေတာခန့်ထိုင်းပြည်သူတွေကတဘာဝပတ်ဝန်းကျင်ပြက်စီးမှုဟာရွှေတူးဖော်တဲ့ဒေတာကိုတာမကအိနီချင်းနိုင်ငံတွေကပြည်သူတွေကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုအသိပေးဖို့ရည်ရွယ်ပြီးဆန္ဒပြမှုကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်